အနေနဲ့ရရကရွှေစကားမိတ်ဆွေပြိဿအားလုံးကိုစိတ်နှဖျားကျမ်းမာတဲ့ကျမ်းမာအောင်ချမ်းသာတဲ့ချမ်းသာအောင်ဆွမ်းဆောင်မှုနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျူပါနာမှုနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်လဲပဲကိုစီကိုစီရွက်ဆောင်တော်မူနိုင်ကြပါစေလို့မေတ္တာပို့သနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။2025ခုဂျွန်လအတွက်တလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျ။ကြဂျွန်လဆိုတာ ကျွန်တော်တို့မြန်မာတို့အတွက်ရွှေမိုးငွေမိုးရွာသွန်းဖြိုးတဲ့ကာလဖြစ်သလိုကျွန်တော်တို့ရဲ့ကျေးဇူးရှင်အဘမင်းသိန်ခါရဲ့ရေမွေးလအခါသမယလည်းဖြစ်ပါတယ်ခမကျေးဥစွာကျွန်တော်မိတ်ဆွေခွန်ရသားသမီးများအားလုံးမတူးမဆိုးအရေးကြုံရင်ကြုံသလိုကိုတိုင်ကိုကြအလွယ်တကူအသုံးချလို့ရနိုင်မယ်ဂမ်ဘီယာလက်ဆောင်စကားလေးပါလိုက်ချင်ပါတယ်ကျွန်တော်တို့ဘမင်းသိန်ကကျွန်တော်တို့အသင်ပေးသွားတဲ့ပညာအတွေထဲမှာ အင်မတန်မှလွယ်ကူပြီးတော့အံ့ဩစရာကောင်းလောက်အောင်အစွမ်းထက်တဲ့ဂမ်ဘီရာအတန်တွေဆိုတာရှိပါတယ်။ဥမာဆိုပါတော့ငွေကြီးကိစ္စအတွက်ဆိုရင် train car train car ဆိုတာကိုယူရတယ်။ပစ္စည်းတစ်ခုခုပျောက်လို့ရှားခြင်းရယ်။ယာနိုးယာနိုးဆိုတာယူရတယ်ဆိုတာမျိုးလေးတွေကျွန်တော်တို့မနှုံးမရကြတဲ့ marketing ဆက်ဘူးတယ်။ကဲ line ပေါ်မှာလည်းပဲကျွန်တော်တို့စာနဲ့ video file နဲ့ရေးကြပြောကြဘူးတယ်ပေါ့။အခုပြောချင်တာကတော့ ဒဇုံတယောက်စီမှာဒဇုံတရာသွားပြီးတော့အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာအဆင်ပြေဖို့ပေါ့နော်ကဲလူကြီးမိဘဆရာသမားစီမှာမိတ်ဆွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရာမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမျိုးရေးအကူအညီပဲဖြစ်ဖြစ်ဂျာမန်ရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စသဖြင့်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွရမယ်ကံမိတာအတန်းတဲ့ ကဲအတန်းကနည်းနည်းရည်ကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွာမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော်အလွန်အလွန်အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတစ်ခေါက်ပေါ့နော်ဘယ်နှကြိမ်ရွာမှာလဲဆိုတော့28ခေါက်အလွန်အလွန်တစ်ခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရွာမှာဖြစ်ပါတယ် တော့ဘာမှလက်ခဲရခဲ့တဲ့မဟုတ်ပါဘူး။သို့တော့အံ့ဩစရာကောင်းလောက်အစွမ်းထက်ပါတယ်။ဒီကံပိဒအတန်လေးတည်းရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်။အဲ့တော့အကူအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်။ပြီးမှကိုယ်ကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းမှုဖြစ်ပါတယ်။ဆူတောင်းတော့အရေးကြီးတယ်နော်။ကိုကိုအကူညီတောင်းနေတဲ့အကူညီရနေတဲ့ကိစ္စကို တကယ်စိတ်အာရုံနဲ့မှမြင်အောင်ပြီးတော့ဘယ်ကိစ္စမှာဘသူဘသူကဘလို့ဘလို့ကူညီပါစေဘလို့ဘလို့ပံ့ပိုးပါစေဘလို့အကူအညီကောင်းရပါစေဘသူဘသူတွေကမနှောက်ရှက်ပါစေနဲ့အဲနော်ဘလို့အခြေအနေကောင်းတွေကြုံပါစေဘလို့ဘလို့အခြေအနေတွေမကြုံပါစေနဲ့စသဖြင့်အသေးစိတ်ပြေဆုံးအောင်ဆူတောင်းဖို့ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်ဆူတောင်းက မပြေဆုံးရင်တော့ရေရာက စွန့်ညင်တောင်မှပဲဘယ်နေရာလာပြီးဘလို့စွန့်မှမသိတဲ့အတွက် ယောအကျိုးနတ်မှာမဟုတ်ပါဘူး။ဒါကြောင့်ပြောရမယ်ဆိုရင်တော့ရရရတဲ့စူတောင်းကအရေးကြီးတယ်နော်။စူတောင်းကအရေးကြီးတယ်။စူတောင်းဆိုတာကိုယ်လိမ့်စာလိုပဲပေါ့ဟုတ်လား။အာပစံလိုခြင်းလို့ပါဆိုပြီးတော့မှကျွန်တော်စီလာပို့ပေးပါဆိုအဲ့ကျွန်တော်ကဘယ်သူဘယ်နေရာလိုက်ပို့အမှန်မသိရင်ဘယ်လိုလာပို့အမှန်မသိပါဘူး။မသိမှာမဟုတ်ဘူး။အဲ့တော့အတိအကျလမ်းညွှန်ဖို့လိုအပ်တယ်လို့မျိုးစူတောင်းလဲအတိအကျစူတောင်းမှုဖြစ်ပါတယ်။ အဲ့ဒီအတိုင်းတော့ထပ်ခါတယ်လဲလဲလုံနေတာလို့ရအောင်အရေးကြီးရင်ကြည့်တယ်လို့ဘယ်နေ့ဘယ်အချိန်မစိုးဘယ်နေရာပဲရောက်ရောက်အခုအရေးကြီးရင်ကုလို့လို့ရပြီအခုညီလိုအပ်ရင် alone 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 နေဆက်ရခောက်ယူဆူတောင်းကဲအဲ့ဒါလေးပြုလုပ်ပြီးတော့ကျွန်တော်မိတ်ဆွေများကံရဲ့အပမှုရရှိကြပါစေကိုလည်းစူးစမ်းရရှိတော့စူးစမ်းမှာပေါ့ဒါလေးကကံရဲ့အပမှုဖြစ်စေပါလိမ့်မယ်လို့ကံပီရလက်ဆောင်လေး ပါလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာ ရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ကံစကောင်းတဲ့အချိန်ကံတကားတွေပွင့်တဲ့အချိန်ရောက်လာတာမီးပြက်နေရာကနေမီးလာတဲ့အချိန်မှာပျော်သွားသလိုမျိုးကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများကံကြမ္မာမှောင်အတိကြနေတာကနေပြီးတော့ကံကြမ္မာလင်းငနေကဲပွင့်လင်းတဲ့အချိန်တော့ရောက်ပါပြီ ဲ့တော့ဝမ်းသာစရာကြီးဒါမျောတာပြီတော့ကိုကိုမုံလှပါတယ်ဆိုတဲ့သူတွေကတော့ပြန်ပြီးပြုံးပြလာလိမ့်မယ်မခေါ်ခြင်းမပြောခြင်းပါဘူးဆိုတဲ့သူတွေကအမလီခေါ်ခြင်းပြောခြင်းကြွေးခြင်းမွေးခြင်းဖြစ်လာပါလိမ့်မယ်ဆုံးပြီလို့အောင်းမိထားတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ပေါ်ကံပဲတွေနဲ့ပြန်လဲဆုံးစည်းရတတ်တယ်အကြောင်းကြောင့်ကြောင့်ခက်ခဲထင်းတော့ကြံ့ကြာပိတ်ဆို့နေခဲ့တော့ထင်းတော့နေတော့လုပ်ငန်းဟောင်းတွေရည်ရွယ်ချက်ဟောင်းတွေ အဆီဇင်ဟောင်းတွေပြန်ပြီးတော့စူးစမ်းဖို့လေအခြေအနေခွလန်းကောင်းတွေပေါ်ပေါက်လာပါလိမ့်မယ်။ကဲအဲ့တော့ကံတကားကတော့ပွင့်ပြီတင်းနှင်းတွေသာပြီးမိတ်ဆွေများဗီဒင်စရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့နော်ကိုဘက်ကစူးစမ်းပြီးတော့အထူးသဖြင့်ဒီလိုကိန်းမျိုးမှာလေရွှေတို့ရေရနာပစ္စည်းလက်ဝတ်လက်စားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအလှကုန်အလှပြင်ဆိုင်အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝက်ဝါလှေလှဲလက်ဖက်လက်ဖက်ရည်ဆိုင်အဲ့ဒါမျိုးတွေပို့ပြီးတော့ အောင်မြင်နိုင်ပါတယ်။သာသမီအောက်လက်ငယ်သားတပိတပန်းအလုသမားနဲ့ပတ်သက်တဲ့ယူအကျစ်တွေအောင်မြင်တတ်တယ်။မိမိဥဆောင်ပတ်သက်ပြီးတော့အလှမင်္ဂလာပေါ်လန်တပင်းတွေကြည့်လို့ရတတ်တယ်။ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ယူအကျစ်အစီအစဉ်။အိမ်အဆောင်နေရာထိုင်ခင်းအလုနေရာအိမ်နေရာနဲ့ပတ်သက်တဲ့ယူအကျစ်အစီအစဉ်။ရွှေရတနာပစ္စည်းလက်ဝတ်လက်စားအစီအစဉ်များအောင်မြင်နိုင်သောဂိမ်းဖြစ်ပါတယ်။ဒီလိုဂိမ်းမျိုးမှာစတုကိစ္စစာချုပ်စာတမ်းစင်စရာကိစ္စလေးတွေတော့နေလေးတရိတ်တာ။ ကဲအဲ့တော့တနင်္ဂနွေသားသမီးတွေဒီတလတာမှာလေအရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးတွေမှာကံရဲ့အပံမိုးရဖို့ဆိုရင်အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ခမင်းစားတဲ့ဇွန်ခရင်ကခရင်လေးတစ်ချောင်းခမင်းစားတဲ့ခရင်လေးနဲ့ရောင်ရင်တဲ့ပစ္စည်းမှန်သမျှဆိုင်ခင်းပြီးတော့ပဲရောင်းတာပြပြအိမ်ရောင်းချမ်းရောင်းကားရောင်းနွားရောင်း ကြက်ရောင်းငှက်ရောင်းဆက်ရောင်းဆိုင်ရောင်းမယ်ဖြစ်ဖြစ်ရောင်းရင်လည်းပစ္စည်းမှန်သမျှနောက်လုပ်ငန်းသုံးပစ္စည်းမှန်သမျှကိုယ်အလုပ်ယုံဆက်ယုံဆက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းတွေဟလာအလုပ်လုပ်နေတဲ့ကားတွေဆိုင်ကယ်တွေစပိန်တွေနော်အဲ့လိုပစ္စည်းတွေကိုခရင်လေးတစ်ချောင်းနဲ့ခောက်တို့ပြီးတော့ခောက်နော်တို့မယ်ခောက်မယ်အဲ့ဒါလေးလုပ်ပြီးတော့ရောင်းမဖို့ဘာနေပွင့်ကြပါစီလုပ်ငန်းဆောင်တာတွေတို့ရကြပါစီဒီတလတာမှာကို့အတွက်ကံကောင်းလက်ရွှင်စီမဲ့နံပါတ်တွေကနန်းတွေကကဲအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ် ဈေးစကားတွေတတ်မှတ်မယ်အချိန်အချက်ဘယ်နေ့ဘယ်နာရီချိန်မလဲဆိုရင်လေးကနန်းခုံကနန်းနေဟာကိုယ့်အတွက်ကံကောင်းလက်ရွှင်စီပါလိမ့်မယ်ခဲ့ဒီလိုဂိမ်းမျိုးမှာတနင်္ဂနွေသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအညံခိုက်တွေပြောပါပြပြအောင်ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားဆောင်ရွက်စရာရှိတဲ့နေမျိုးကြရင်ကော်ရီခေါက်ဆွဲမြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒီကုသိုလ်လေးပြုပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေများ ကံပွင့်ကံမြင့်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။ဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ဒီလိုကိမျိုးကိုဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်။ကံထူးတဲ့အချိန်ကြောင်းသားစကားနဲ့ပြောရရင်တော့အောင်ပန့်မြတ်တာမက နော်အောင်မှတ်မြတ်တာမကဂုံလူထွက်အောင်ကောင်းတဲ့အချိန် ်ဘယ်ရင်ဆရာပြောတိုင်းဟာကြောင်းအောင်ဆိုပြီးတော့မဖြစ်ဘူးပေါ့နော်ကိုဘကစ조사နေဖြစ်မယ်လို့ပြောတာအဲ့တော့ကัญญမရွှေမိုးငွေမိုးကတော့ရွာပြီကိုဘကအယာမီ조사ပြီတော့လို့တိုက်တွန်းဟောကြားလိုက်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာစက်ပြူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်စာတမ်းချုပ်ဆိုလုပ်ကိုင်းမဲ့လုပ်ငန်းမျိုးတွေကောင်းတယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရတတ်တယ်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတင်ကြားရေးတင်ယူရေးတင်ဒန်းကြောင်းကိစ္စတွေမြင်တာပြုလျှောက်လွှာဝင်ခွင့်အဲ့ဒါလိုကိစ္စမျိုးတွေ now မြေကိစ္စဖုံးကိစ္စအမွေကိစ္စပြိဘောကပေပြောင်းပန်းပရိပကြီးပကုအဲ့ဒါလုပ်ငန်းမျိုးတွေပညာရဆိုင်ရာလုပ်ငန်းမျိုးတွေပညာရှင်ဖြစ်တဲ့ရက်တည်နေသောမိတ်ဆွေများအလွန်ကောင်းသောအချိန်တော့ရောက်ပါပြီဒီကိန်းမျိုးမှာမိမိဥဆောင်ပတ်သက်ပြီးတော့အလှူမင်္ဂလာပွဲလမ်းတစ်ပင်တွေလောရတဲ့တံပိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်းနိုင်တတ်တဲ့ဖရာဘူးခရီးအကျိုးထူးမဲ့ခရီးဝန်တာစရာခရီးတွေလည်းတော့ရတတ်တယ်။သတိပြုစရာက သားသမီးအောက်လည်းငယ်သားအလုပ်သမားကိစ္စနည်းနည်းလေးစိတ်ရှုပ်ရတယ်။နောက်ခုအတွက်အလွန်ကောင်းပေမဲ့ဆွေမျိုးရင်းမိတ်ဆွေရင်းလုပ်ဖို့ကံပြုလို့တော့နည်းနည်းလေးပူပင်တော့ကလေးဒီမြရတတ်ပါတယ်။ကတလူကိမျိုးမှာတိုင်းလာသားသမီးတွေကံရဲ့အပမို့ရဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များများပါတော့အဝဲအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာပဲရောင်းရင်ရောင်းရင် ဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ်အိမ်ရောင်းချိုင်ရောင်းကားရောင်းငွားရောင်းကြားရောင်းငားရောင်းမယ်ဖြစ်ဖြစ်ကြက်ရောင်းဝက်ရောင်းဆက်ရောင်းမယ်ဖြစ်ဖြစ်ဆိုင်ငန်းရောင်းနေတာပဲဖြစ်ဖြစ်နောက်ဘာလုပ်ငန်းမယ်လို့လို့မိမိတို့ရဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုဇွန်လေးတစ်ချောင်းဓမင်းစားတဲ့ဇွန်လေးတစ်ချောင်းနဲ့တင့်တော်တဲ့ဇွန်လေးနဲ့တို့ပြီးခောက်ပြီးတော့ဆူတောင်းမှာဒီနေ့ကိုအတွက်အဒီလိုလာမျိုးမှာဒီလိုကိန်းမျိုးမှာကိုအတွက်ကံကောင်းလိုက်ခြင်းစီမဲ့နံပါတ်တွေကနန်းတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဟလာဈေးစကားတွေတတ်မှတ်မယ် အချိန်အချက်ဘယ်နေ့ဘယ်နာရီသတ်မှတ်မယ်ဆိုရင်တစ်ကနန်းငါးကနန်းနေဟာကိုယ်အတွက်ကံကောင်းလက်ရှင်စေပါလိမ့်မယ်ကက်တလိုဂိမ်းမျိုးမှာတိုင်းလာသားသမီးတွေကံရဲ့အပါမှုရရှိစေဖို့ဆိုရင်စပ်ပြာကဲစပ်ပြာအတုံးရှိတယ်အခဲရှိတယ်နော်အမှုံရှိတယ်အရေးရှိတယ်အထုပ်ရှိတယ်ဘူးရှိတယ်အဆင်ပြေသလိုစပ်ပြာလိုအပ်တဲ့နေရာမှာတင့်တော်သလိုမိမိတိုင်းနဲ့မိမိအဆင်ပြေသလိုလှူဒန်းပြီးတော့တိုင်းလာသားသမီးမိတ်ဆွေများကံပွင့်ကံမြင့်ကြပါစေ။ ံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျူပန်တော်မူနိုင်ကြပါစေခင်ဗျာဟာဒီကျူဝန်တော်ဆက်လက်ပြီးတော့အင်္ဂါသာသမီမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာ ရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးကိုဟောရတာတော့အားရဖို့ကောင်းပါတယ်ကံကကိုယ့်ကိုမျက်နှာသာပေးနေပြီကိုယ့်ကိုအလှည့်ပေးမယ်အလှည့်ရောက်လာပြီအဲ့တော့ကိုယ့်ဘက်ကစူးစမ်းဖို့ပဲလိုပါတယ်ဗျာ ဒါကြောင့်ငွေအားလူအားအကြံဉာဏ်အားတွေတုံးပြီးတော့စူးစမ်းမယ်အချင်းလက်ရှိလုပ်ငန်းတွေကို တိုးမလားချဲ့မလားအချိန်ညှင့်မလားနောက်ထပ်လုပ်ငန်းသစ်အစီအစဉ်သစ်တွေစမလားအပြိုင်အဆိုင်အချိန်နဲ့စူးစမ်းမယ်ကိစ္စနော်အဲဈေးွက်ပြိုင်တို့လုပ်ငန်းပြိုင်တို့အဲ့ဒါမျိုးတွေကောင်းတယ်ခရီးသွားပြီးလောရတဲ့အလုပ်တွေအဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေလည်းအလွန်ကောင်းပါတယ်ကိုယ့်စီကိုယ်လည်းတည်ငောင်းဧည့်သည်ကောင်းတွေ ရောက်လာတတ်တယ်။အထူးသဖြင့်အဒီအနံရေထွက်ကုန်တစ်တန်တော့တဲ့အဒီအနံတာငါတစ်သီးဝလံဟင်းသီးဟင်းရွက်ရေထွက်ကုန်ရေချောင်းခကြီးရေလုံငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပို့ပြီးတော့စူးစမ်းတတ်ပါတယ်။နည်းနည်းလေးတော့ပင်မမယ်။နည်းနည်းလေးတော့မောမယ်။သို့တော့ပင်မအကျိုးနဲ့မဲ့မောအကျိုးနဲ့မဲ့အချင်းဖြစ်ပါတယ်လို့ဒီလိုကိမျိုးမှာမိမိမိသားစုအတွင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် အထက်လူကြီးကြီးခဲ့သူတွေနဲ့လူကြီးမိဘတွေနဲ့စိတ်သဘောကွဲစရာလေးတွေတော့တတိထားပါလိမ့်မယ်နော်ကဲဒီလိုကိန်းမျိုးမှာအင်္ဂါသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အစိမ်းရောင်များများပါတော့ကဲအစိမ်းရောင်နုနုရင့်ရင့်နော်အစိမ်းရောင်များများပါတော့အဝတ်အစားသုံးဆောင်လေးကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဆိုင်ခင်းပြီးတော့ပဲရောင်းရောင်း ဂိမ်ရောင်းချန်ရောင်းမြေရောင်းကားရောင်းနွားရောင်းကြက်ရောင်းငှက်ရောင်းဆိုင်ရောင်းပဲဖြစ်ဖြစ်ဘာလုပ်ငန်းမဲလုပ်လုပ်ကိုအလုပ်လုပ်နဲ့လုပ်နဲ့ပတ်သက်တဲ့လုပ်ငန်းသုံးပစ္စည်းမှန်သမျှကိုတည့်ရခိုင်းလေးတကိုင်းစုစု66 6ရှေရှေတို့ကိုတည့်ရခိုင်းလေးတကိုင်းနဲ့ရိုက်ပုတ်ပြီးဆူတောင်းပါကဲအဲ့ဒါအယောင်ဝရီကောင်းကြပါစေလုပ်ငန်းဆောင်တာတွေတိုးတက်ကြဒီကိမျိုးမှာအင်္ဂါသားသမီးတွေကဟလာအိမ်နံပါတ်၊ခြံနံပါတ်၊ကားနံပါတ်တွေရွေးမယ်။ဈေးစကားတွေအယောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်။ အချင်းချက်လို့ဖို့ဘယ်နေ့ဘယ်အနာရီချိန်မယ်ဆိုတာမျိုးဆိုရင်နှစ်ကနန်း၆ကနန်းတွေဟာကိုယ့်အတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်။ကတိလိုကာလာမျိုးမှာအင်္ဂါသားသမီးများအရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးကြရင်လေတန်ဖရာကြီးမြတ်စွာဘုရားမှာပဲလှူလှူအပေါင်းသင်မိတ်ဆွေတွေကိုပဲဒါနပြုပြုတန်ဖရာကြီးလှူဒန်းဒါနပြုပြီးတော့ကဲအရေးကြီးတဲ့ကိစ္စတွေဆူတောင်းပါအောင်တားလေးရပါလိမ့်မယ်။အဲ့ဒီကုသိုလ်လေးနဲ့အတူနော် အင်္ဂါသာသမီများကံပွင့်ကံမြင့်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။3ဆက်လက်ပြီးတော့ဗုဒ္ဓဟူသာသမီမိတ်ဆွေများအတွက်ကဲယရနာထုတ်တွင်နဲ့မြူးမဲ့မဟာဗုဒ္ဓတို့အလှည့်ဖြစ်ပါတယ်ခင်ဗျာ။ဒီလိုကိမျိုးဟောပါတာတော်တော်လေးဝမ်းသာအရာရှိပြီပါတယ်။လူတစ်ယောက်ရဲ့ဘဝမှာအခြေအနေအဆင့်တန်းမြင့်တက်သွားတယ်လို့အံ့ဩစရာကောင်းလောက်အောင်ဝမ်းသာစရာကြီးတွေကြုံတယ်။ຢາດູໂຕແດ ဝင်ငွေလစာတိုးတယ်လုပ်ငန်းကြီးတွေတိုးချဲ့ရတယ်ဆိုတာဟာဒီလိုကိမျိုးမှလာပြီးကြုံရတာပါတယ်အိမ်ငှားနေပြီးအပိုင်ဖြစ်သွားပြီးဆိုင်အသေးလေးကနေဆိုင်အကြီးချဲ့လိုက်ရပြီးလုပ်ငန်းအသေးလေးကနေလုပ်ငန်းချဲ့လိုက်ရပြီးဆိုတာမျိုးတွေဝန်ထမ်းဆိုလဲဝန်ထမ်းလိုယာတုတိုးကိုပိုင်လုပ်ငန်းဆိုလဲကိုလုပ်ငန်းကိုအရှိမြင့်တိုးချဲ့အဲ့ဒါလိုအခြေအနေတွေဟာဒီလိုကိမျိုးမှလာပြီးကြုံတတ်ပါတယ်ဗျာကဲအဲ့တော့ပေါ်လူသားသမီးများချင်းနေပေတော့မှအရမီစူးစမ်းကြပါစို့လို့ပြောပြောပါပါတိုက်တွန်းဟောကြားလိုက်ပါတယ် အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအလွန်ကောင်းတယ်အပေါင်းနှံအခြေငါကိစ္စတွေအကျွေးတောင်းညင်တာတို့အကျွေးဆက်ချင်တာတို့ပတ်ဆံချီးညင်တာတို့ဝင်ငွေလာတာတိုးဖို့ကြိုးစားတာတို့အပေါင်းနှံအခြေငါကိစ္စတွေတံပိုးကြီးပစ္စည်းဝယ်ယူစုဆောင်ခြင်းဝယ်ခြင်းရောင်းခြင်းကိစ္စတွေကောင်းတယ်အနည်းငယ်လာလာကိုရွေမြွန်မှန်းထားတဲ့တံပိုးကြီးပစ္စည်းတွေဝင်လာတတ်တယ်ဝယ်လို့ပဲရရလက်ဆောင်ပေးလို့ပဲရရကာရဝပြုလို့ချင်းညင်လို့ပဲဂုံပြုလို့ပဲရရ အဲ့လိုတန်မိုးကြီးပစ္စည်းတွေဝင်လာတတ်တယ်။ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရွေကျက်အစီအစဉ်အိမ်စာဦးနေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့ရွေကျက်အစီအစဉ်တွေအောင်မြင်တတ်တယ်။မိမိဥဆောင်ပတ်သက်ပြီးတော့အလှူမင်္ဂလာပွဲလမ်းတဲ့ပင်များလဲကြည့်လို့ရတာပါတယ်ဗျ။ကတလိုကိန်းမျိုးမှာဗုဒ္ဓသာသမီတွေတတိထားစရာကတော့သာသမီအောက်လက်ငယ်သားကိစ္စနဲ့လေးတတိထားအထက်လူကြီးနဲ့အောက်လက်ငယ်သားကြမှာကန့်လန့်ကန့်လန့်လေးညက်ပြီးတော့ရှင်းရလင်းရညင်းရခေါင်းကလေးတွေတော့ဖြစ်တတ်တယ်ပေါ့နော်။ အဲ့တော့ဒီဂိမ်းမျိုးမှာဗုဒ္ဓသားသမီးတွေကကားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြက်ငါးကြံကွန်အယုတ်ချက်တော့အဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်ခင်ဗျเนาะအဲ့တော့ဗုဒ္ဓသားသမီးများဒီတလားတာတွင်မှာကံရဲ့အပံမှုရဖို့ဆိုရင် အရေးကြီးတဲ့ကိစ္စအကြီးကြီးမားမားရှိတဲ့နေမျိုးတွေမှာအဖြူရောင်တို့အစိမ်းရောင်တို့ငွေရောင်တို့များများပါတော့ အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဆိုင်ခင်းပြီးရောင်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်ဂိမ်းရောင်းခြံရောင်းကားရောင်းနွားရောင်းကြားရောင်းငါးရောင်းပဲဖြစ်ဖြစ်ကြဲရောင်းဝယ်ရောင်းဇက်ရောင်းဆိုင်ရောင်းပဲဖြစ်ဖြစ်ခဲရန်လေးတစ်ချောင်းနဲ့ရောင်းညင်တာတွေလုပ်ငန်းသုံးပစ္စည်းတွေကိုတို့ခောက်ပြီးတော့စုပေါင်းပါတရီရတိုင်းအားတိုင်းသာခောက်နေအောင်နော်ဒီတလတာမှာဗုဒ္ဓသာသမီများအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်2ကနန်းနေ ်အားအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေယူမယ်။အယောင်မကိစ္စဈေးစကားတွေတပ်ပံမယ်။အချိန်အချက်ဘယ်နေ့ဘယ်နာရီချိန်မယ်ဆိုရင်တစ်ကနန်းနှစ်ကနန်းနေဟာကိုယ့်အတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်။ကဒီလိုကာလာမျိုးမှာဗုဒ္ဓသာသမီများကံရဲ့အပမှုရရှိစေဖို့ဆိုရင်ကိုယ်ကိစ္စကြီးငယ်အရေးကြောင်းရှိတဲ့နေမျိုးတွေမှာနွားနုတ်နဲ့ကိမ့်မုတ်ကဲအစင်ပြေသလိုပါပဲနွားနို့ဖြစ်ရင်ပြီးတာပဲနွားနို့နဲ့ကိမ့်မုံကိမ့်မုံလဲဆိုဆို၆၆မိမိအတိုင်းတိုင်းနဲ့မိမိအစင်ပြေသလိုပေါ့ မြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒီကုသိုလ်လေးပြုပြီးတော့ဗုဒ္ဓသားသမီးများကံပွင့်ကံမြင့်ကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျူပန်းတော်မူနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ကြာသာရိသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာက စိတ်နှက်ခွဖြစ်เสียလေးတွေမတင်မကြမရေမြာလေးတွေဇွေဇွာဖြစ်เสียလေးတွေများတတ်တယ်ခြေတူဟာကောင်းတော့နောက်ဆိုဟာကောင်းတော့ငါဒီမှာဆက်နေမယ်မနေတော့ပါဘူးလေဒီလုံဆက်လုံမယ်မလုံတော့ပါဘူးလေမတင်မကြလေးတွေများတတ်တယ်ကိုတိုင်းတောင်းမှမတင်မကြမရေမြာဆိုတော့ဇွေမျိုးမိတ်ဆွေလို့ပေါ့ကံဘက်တွေမိသားစုတွေကလည်းအမလီသူစကားနှင်းနေစားမနေရပြောတော့တမျိုးခုတမျိုးပါလားဆိုတာမျိုးတွေဖြစ်နေတတ်တယ်ကိုကလည်းသူများတွေကိုစိတ်တိုင်းမကြသူများတွေကလည်းကိုယ်ဆိုမကောင်းမြင်အထင်လွဲ့ ါဒီမှာငါအိမ်မှာမနေတော့ဘူးတို့နော်ဘာမို့ဒါလေးနဲ့လင်းမြားချင်းကွက်မဲ့တမိသားချင်းပြတ်မဲ့တို့ငါဘုံကြီးတော့ဝတ်တော့မာတို့သီလရှင်တော့ဝတ်တော့မာတို့ဒါမျိုးတွေဖြစ်တတ်တယ်စိတ်နဲ့ကိုယ်နဲ့မကတည်းဖြစ်ပြီးတော့ငွေမှပစ္စည်းမှအဝယ်မှအယောင်မှအဆုံးပြတ်မှဂရိပေးမှစကားမှလေးတွေတရိပ်ပြုပါတကယ်ယောဂကြီးကြီးမားမားမဟုတ်ဘဲနဲ့စိတ်ထောင်းကိုကြည့်ဆိုတဲ့လိုမျိုးကျမ်းမာရေးလာခဲ့ထိခိုက်တတ်တယ်ငွေတွေပစ္စည်းတွေအလေလွတ်အဆုံးရှုံးအကြအပေါက်များတတ်တာလေးတရိပ်ပြုပါဒုက္ခအနေနဲ့ကြီးကြီးမားမားတော့မရှိဘူး သို့တော့ဇပင်လေးနဲ့ချောင်းသုံးချောင်းလောက်ဖြူဟလာအောင်တော့စိတ်နောက်ချက်လေးကြီးဖြစ်တတ်တယ်။အဲ့တော့ဒီလိုကိမျိုးမှာကကို့အတွက်ပဲဖြစ်ဖြစ်မိသားစုတွေအတွက်ပဲဖြစ်ဖြစ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စအဝဝပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအဝဝအဲ့ဒါတွေအဓိကထားပြီးစူးစမ်းတင်တယ်။နောက်ငွေတွေပါတွေစုဆောင်းမယ်အစားရွှေတို့ရေနာပစ္စည်းလက်ဝတ်လက်စားစုဆောင်းတာမျိုးဖုံးတို့မြေကွက်တို့အထက်ထိပနတ် လျက်စစ်ပစ္စည်းတို့အဲ့ဒါမျိုးတွေအားပြုပြီးတော့ဝယ်ယူစုဆောင်တဲ့ကာလဖြစ်ပါတယ်အထက်အလိတ်ဒီပနလျက်စစ်ပစ္စည်းဓာတ်စီဒီဇတတသတ္တထုနှံ့နွားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေနောက်လီလံကန်ထရိုက်ဆန်ဆန်လုပ်ငန်းမျိုးတွေပို့ပြီးတော့စူးစမ်းတင်ပါတယ်နော်ကဒီလိုဂိမ်းမျိုးမှာခยีသွားလာရည်တွေကိုဆောင်ရေးနည်းနည်းလေးစိတ်ရှုပ်ရတတ်တယ်ခยีဖြစ်နာတို့သွားကျင်တဲ့ခยีကမသွားပြမသွားကျင်တဲ့ခยีကပေါ်လာလို့ဒါလေးတော့နည်းနည်းရှိတတ်တယ်လမ်းမှာငွေပြောက်ပစ္စည်းပြောက်လေးတွေတရီတာ ကဲအဲ့တော့ဂျာသပေးသားသမီးတွေကအရေးကြီးတဲ့ကိစ္စအကြီးကြီးမားမားရှိတဲ့အခါတွေမှာကံရဲ့အပံပိုးရရှိစေဖို့အတွက်အနဲ့ရောင်ခရမ်းရင်အပြာရင်အယောင်ရင်ရင်အဝတ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်လုံးဆွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဇိုင်ခင်းပြီးတော့ပဲရောင်းရောင်း ိမ်ရောင်ခြံရောင်မြေရောင်ကားရောင်နွားရောင်ကြားရောင်ငါးရောင်ပဲဖြစ်ဖြစ်ကြက်ရောင်ဝက်ရောင်ဆက်ရောင်ပဲဖြစ်ဖြစ်နောက်တစ်ခုကတော့ဘယ်လုပ်ငန်းမယ်လုပ်လုပ်ကိုလုပ်ငန်းနဲ့ပတ်သက်သမျှအဆိုင်ပုတ်တွေအာနော်ဘောက်ချာတွေပြေစာတွေအလုပ်စပွဲကောင်တာစပွဲတွေပတ်စံထည့်တဲ့ဘုံတွေခွက်တွေလုပ်ငန်းသုံးပစ္စည်းတွေကိုပလင်းလင်းတလုံးအစင်ပြင်းတင်တော်တဲ့ပလင်းလင်းတလုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းမှာဒါလေးအယောင်းဝယ်ဒီကောင်းမှုနဲ့လုပ်ငန်းဆောင်တာတို့တက်ဖို့နော်ကတိကာလမှာကြာတော်ရေးသားသမီးမိတ်ဆွေများအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေက ိနံပါတ်၊ခြံနံပါတ်၊ကားနံပါတ်၊အခန်းနံပါတ်တွေရွေးဖို့ကြောင်းပေါ်လာတဲ့အယောင်းဝင်ကိစ္စဈေးစကားတွေသတ်မှတ်မယ်အချိန်ချက်ဘယ်နေ့ဘယ်နာရီရွေးမယ်ဆိုရင်ငါးကနန်းခုနန်းတွေဟာကို့အတွက်တန်ကောင်းလက်ရွှင်စေပါလိမ့်မယ်ကတလူကိန်းမျိုးမှာကြာသပတေးသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးမှရှိတဲ့နေမျိုးမှာမုံတီကဲပါမုံတီပဲဖြစ်ဖြစ်ပြမုံတီလှူဒန်းပြီးတော့ဆူတောက်မှာကဲအဲ့ဒါလေးနဲ့ ကြာသပိသားသမီးများကံပွင့်ကံမြင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျုပ်ပန်းတော်မူနိုင်ကြပါသည်ခင်ဗျာ။ဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ဒီလိုကိမျိုးမှာကလေအပြောင်းအလဲတွေအပြောင်းအရွှေ့တွေအစီစဉ်အစ်စ်တွေအလုံးကောင်းပါတယ်။အဲ့တော့အိမ်အဟောင်းနဲ့အစ်စ်လုပ်ငန်းအဟောင်းနဲ့အစ်စ်တာဝန်အဟောင်းနဲ့အစ်စ် အဲ့လိုမျိုးနှစ်မျိုးနှစ်ခွတွေရှင်လာခဲ့ရင်အိမ်သစ်လုပ်ငန်းသစ်နေရာသစ်အစီအစဉ်သစ်တာဝန်သစ်တွေဘက်ကိုဦးစားပေးပြီးတော့ဆုံးဖြတ်တင်ပါတယ်ငြိမ်ငြိမ်ကြီးနေရင်နေသလောက်ဒီအလုပ်ဒီနေရာမှာပဲဆိုရင်နည်းနည်းလေးအဆင်မပြေအထက်ငေါအဖူထစ်ကြမ်းမိုက်ကိစ္စလေးတွေများတတ်တယ်ပေါ့နော်မဟုတ်ချဖြစ်မယ်မဆိုလိုပေမဲ့အပြောင်းအလဲလေးရှိရင်ကောင်းတယ်ဒါကြောင့်ဘာမှအပြောင်းအလဲအသေးစားပါညာမရှိဘူးဆိုရင်တောင်ကိုယ့်လက်ရှိအလုပ်လက်ရှိအိမ်နေရာတွေမှာ အတန်ရှင်းကြီးဘာညာလှုပ်ပြီးမွန်မှန်ပြင်ဆင်တာမျိုးတွေလှုပ်လိုက်တဲ့။ဒီအလုပ်စပွဲဟိုနားလေးရွှေ့ထားဒီခုံနဲ့ထိုင်နေရနေကုံလေးနဲ့ပြောင်းထိုင်မယ်။စတဲ့ဖြစ်ပေါ့အပြောင်းလဲလေးတွေလှုပ်ပေးစေချင်ပါအဲ့ရလေးစတိပြပြရွှေ့အေးလိုက်မယ်နော်အပြောင်းလဲလှုပ်ပေးစေချင်တယ်။ခยีတူတူရှိရှိနီနီဝေဝေခยีသွားလို့ကောင်းတယ်။အဲခยีကိစ္စတွေအကျိုးပေးတတ်တယ်။ကိုယ့်စီကိုယ်လက်တရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်။တခုရှိတာကဒီကိမျိုးမှလေစနေသားသမီးသို့မဟုတ်တက်ကြီးရွယ်အိုး နေမကောင်းကျမအိညံ့သူညအိညံ့နေလက်ညအိညံ့နေရောက်လာရင်တော့နင်းနေလေးတတိထားပါသူ့အတွက်ကောကို့အတွက်ကောအင်ရှင်အတွက်ကောဧည့်သည်အတွက်ကောနင်းနေလေးမကောင်းဘူးပေါ့နော်အဲ့တော့ဒီလိုကိန်းမျိုးမှာတောက်ကြသားသမီးတွေကအိမ်အဆောက်ဦးနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက် အစီအစဉ်တွေအဆောက်ကိစ္စတွေအိမ်ဆောက်ပစ္စည်းတွေဆောက်လုပ်ရေးတွေအုတ်တို့ဥတို့အင်းတို့အေးတို့အုံးတို့အဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကြိုင်မဲ့ကိစ္စမျိုးတွေ လူချင်းမိဘဆရာသမားတွေစီမှာတွားရောက်တွေ့ဆုံအကူအညီတောင်းမဲ့ကိစ္စမျိုးတွေစူးစမ်းတင်ပါတယ်။နည်းနည်းလေးတော့မီလီယာစစ်အပူတကိုးဆိုတာမျိုးလေးတွေပို့ပြီးခရီးဆက်ရလိမ့်မယ်။ဘယ်ကိစ္စမှမဆိုဒုံဒုံချပြီးတော့တတိကြီးကြီးတတိကောင်းကောင်းနဲ့စူးစမ်းဖို့တော့အရေးကြီးတယ်။လူတယောက်ရဲ့ဘဝမှာထိတ်ဆုံးုံတက်သွားရင်လည်းဒီကိန်းအောက်ဆုံးုံပြုတ်ကြရင်လည်းဒီကိန်းအတဲ့အကြတော့ကျန်တယ်။ကိုယ့်ဘဝမှာလည်းမူတည်လိမ့်မယ်။ ကိုဘက်ကပိုင်ပိုင်နိုင်နိုင်ပြီးပြီးပြင်လောက်တဲ့ကိစ္စတွေမှာထိတ်ဆုံးနှံ့ကိုရအောင်အောင်မြင်မှုကြီးမားတာပြီးတော့မဆိုးမပို့သွားလုပ်မြင်လဲပဲစုပ်ချုံနေတာမှုကြီးမားတာပါတယ်။ဒါကြောင့်လုံးမဲ့ကိစ္စဆိုရင်လည်းနောက်မဆုပ်စတဲ့လုပ်ပြီးတော့မတည်ကြတဲ့ကိစ္စတွေလည်းမလုပ်စေချင်ဘူးပေါ့။ကဲဒီလိုကိန်းမျိုးမှာတောက်ကြသားသမီးတွေကကံရဲ့အပံမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စအကြီးအမားရှိတဲ့နေမျိုးတွေကြရင်အနီရောင်လို့ကြက်သွေးရောင်လို့ခရမ်းရောင်လို့များများပါတော့ အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်လုံးသွဲပါရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဆိုင်ခင်းပြီးရောင်းတဲ့ပစ္စည်းမျိုးပဲဖြစ်ဖြစ်အိမ်ရောင်းခြံရောင်းမြေရောင်းကားရောင်းနွားရောင်းကြားရောင်းပဲဖြစ်ဖြစ်နောက်အလုပ်လုပ်တဲ့ပစ္စည်းတွေကိုယ်အလုပ်နဲ့ပတ်သက်တဲ့လုပ်ငန်းဆိုင်ပုတ်တွေကောင်တာဇပွဲတွေအလုပ်ဇပွဲတွေပကံခွဲရောက်လုပ်ငန်းသုံးပစ္စည်းတွေပေါ့ချပြေစာအဲ့လိုဟာမျိုးတွေကိုအုံမို့ခွက်လေးတစ်ခွက်ကဲ အုံမုတ်ခွက်လေးတန်တန်လေးပေါ့ဗျအဲ့ဒါလေးနဲ့ဟောင်းဟောင်းတစ်တစ်အုံမုတ်ခွက်လေးတစ်ခွက်နဲ့ခောက်ပြီးတော့ဆူတောင်းပါဘယ်နဲ့ချင်းရဲ့မဟုတ်ဘယ်နဲ့ရဲ့မဟုတ်တတိယတိုင်းခောက်အားတိုင်းခောက်ပြီးတော့ကဲလုံငန်းနေလဲတိုးတက်ကြပါစေအယောင်ဝါတွေလဲပွင့်လန်းကြပါစေတောက်ကြသားသမီးများအတွက်ဒီတလားအတွက်မှာကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကဟာလာအဲအိမ်ရောင်းချန်ရောင်းအိမ်နံပါတ်ချန်နံပါတ်ကားနံပါတ်လုပ်ငန်းနဲ့ပတ်သက်တဲ့နံပါတ်တွေရွေးဖို့ပေါ်လာတဲ့အခါမျိုးကြုံလာတဲ့အခါမျိုး အယောင်းဝဲဈေးတက်မှတ်မယ်။ဟွန်းအချင်းချက်ဘယ်နေ့ဘယ်နိုင်ချိန်မယ်ဆိုတာမျိုးဆိုရင်တိကနန်း6ခန်းတွေဟာကိုယ့်အတွက်ကံကောင်းလက်ရှင်စေပါလိမ့်။ဒီလိုကိမျိုးမှာတောက်ကြသားသမီးများအရေးကြီးကိစ္စကြီးမှရှိတဲ့နေ့တွေကြာရင်ဖြောရည်အေးလှူဒန်းပြီးတော့ဆူတောင်းရအောင်။ရသောဗျာမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတို့ကပဲဒါနပြုပြုပြဖြောရည်တတိဖြောရည် ready made ဖြောရည်ဘူးအေးဘူးအချိုကြီးပလင်တာတွေလည်းရတာပေါ့အဲ့ဒါလိုဖြောရည်တို့အေးအေးတို့တစုံတရာလှူဒန်းပြီးတော့ တောက်ကြသားသမီးများကံပွင့်ကံမြင့်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။ဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လာတလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ကဲဒီလိုဂိမ်းမျိုးဟောရတာတော့ကျွန်တော်လဲလုံကြီးတူတူနေနေဝက်ပြီးအားထက်ပြီးဟောရတဲ့ဂိမ်းမျိုးမျိုး။ဘာလို့လဲဆိုတော့ဒီချိန်ဟာ အောင်မြင်ခြင်းဂုံအတက်ကိုယုံတက်နေရတယ်လို့ပဲဂုံအတက်ကလေးကိုရောက်ခံနေပြီအောင်မြင်ခြင်းတောင်ထိပ်ကိုရောက်ခံနေပြီရောက်လဲမရောက်သေးဘူးအဲ့တော့ဒီအချိန်လေးမှာလူကလေလက်ပန်းကြအခြေကုန်လက်ပန်းကြပြီးတော့ဆက်လောက်မလို့လို့လက်ပဲလျှော်လိုက်ရမလို့လို့ဆိုတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီအချိန်လေးမှာစနေသားသမီးမိတ်ဆွေတွေကကိုစိတ်ကူးရည်ရွယ်ထားတဲ့ကိစ္စတွေကိုလှုပ်လက်ဆလုပ်ငန်းဆောင်တာတွေကိုအားတင်းပြီးတော့စိတ်အာယုံကို စုစည်းပြီးတော့ အယမီဆက်ပြီးစူးစမ်းစေချင်ပါတယ်။နေရိတ်အီလာနေဘူးကစောင့်ဆိုတယ်လို့ပဲဒီအချိန်လေးမှာတော့နည်းနည်းလေးဘဝနေချိန်လေးပြင်းလိမ့်မယ်။သို့တော့ဒီအချိန်မှာအားခက်ပြီးစူးစမ်းခြင်းအတိအပွင့်ကြော်စရာရှင်စရာတွေမကြခင်ခံစားရတော့ပါပါ။နော်။ကဲဒါကြောင့်ငွေအားလူဝအကြံညာတွေစူးစီးပြီးတော့စူးစမ်းတဲ့နဲ့အလောက်ပဲတတိထားတာကြမ်းဖန်ပြီးအကျွေးတင်တတ်တယ်။ကဲတင်စရာရှိလေပိုင်မနေနေလာတင်ပြလိုက်ပြီးတော့ မစံနေပါတယ်ကြာနာချီငါဆွဲယုံပြီးတော့လုပ်ငန်းရင်းနှီးမြှုပ်နှံတာတို့အိမ်နေဆိုင်နေအစားအုပ်ကိစ္စတွေစူးစမ်းတာတို့ကုန်ပစ္စည်းတူလောင်တာတို့ဒါမျိုးတွေပြုတ်တဲ့နဲ့နောက်စက်တူတွဲပြီးလုပ်မဲ့လုပ်ငန်းတွေစာချုပ်ချုပ်ဆိုပြီးလုပ်ကြရမယ်လုပ်ငန်းမျိုးတွေကောင်းတယ်ဆန်တို့စီတို့ဆေးတို့စားတို့ဆက်မှုစိုက်ပျိုးစိန်စာအုပ်စာတမ်းအဲ့ဒါလုပ်ငန်းမျိုးတွေစိုက်ပျိုးရေးနဲ့ပတ်သက်သောစားတော့ကုန်ထုတ်လုပ်ဖြန့်ချီရောင်းချခြင်းနဲ့ပတ်သက်သောကိစ္စတွေပို့ပြီးတော့စူးစမ်းတဲ့နဲ့ ဘဝမှာအရေးကြီးတဲ့ရည်ရွယ်ချက်ကြီးတွေကိုထူထောင်တာတို့အခြေတည်တာတို့အစပြိုးတာတို့ကိုအားခဲ့ပြီးတော့ပိုင်ပိုင်နိုင်နိုင်လုပ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်လောလောဆယ်တော့စပင်လေးနဲ့ခြောက်သုံးချောင်းတော့ဖြူလာတော့အောင်နည်းနည်းလေးစိတ်မောလူမောလေးတွေဖြစ်မယ်ပေါ့နော်သို့တော့မကြခင်မှာဒီစ조사ခြင်းအတိပွင့်ခံစားတော့ပါပါအဲ့တော့ဒီလိုဂိမ်းမျိုးမှာငွေတွေပစ္စည်းတွေအလွေနဲ့အကြအပေါက်များတာတရပြုပါကားတို့ကွန်ပျူတာတို့နဲ့ပတ်သက်လို့ စိတ်ရှုပ်စရာလေးတွေရှိတတ်တယ်။မိမိဥဆောင်ပတ်သက်တဲ့ကိုနဲ့ပတ်သက်နေတဲ့အလှူမင်္ဂလာပွဲလမ်းတွေပင်ကိစ္စများနည်းနည်းလေးစိတ်နှောက်ချက်လေးတွေရှိတတ်တယ်။ကက်ဒလိုဂိမျိုးမှာစနေသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားတွေရှိတဲ့အခါမျိုးတွေမှာအနီရောင်ချက်သွေးရောင်ခရမ်းရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းငုံပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုဘာပဲရောင်းရင်ရောင်းရင် စ္စည်းကြီးကြီးဒေဒေဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ်အိမ်ရောင်းခြံရောင်းကားရောင်းနွားရောင်းမဖြစ်ဖြစ်နောက်ကိုအလုပ်လုပ်နေပတ်သက်တဲ့ပစ္စည်းတွေအလုပ်ငန်းဆိုင်ပုတ်တို့အလုပ်စပွဲတို့ကောင်တာစပွဲတို့နော်အဲကိုလုပ်ငန်းသုံးပစ္စည်းတွေပကံခွဲရောက်တွေနော်ဘောက်ချာတွေပြေးစာတွေလိပ်စာကတ်တွေကိုစားထုတ်လေးတထုတ်ကဲစားလေးတစ်စွန်းလောက်ကိုလက်ကင်မွဲလို့ဟာလေးနဲ့ထုတ်ပြီးစားထုတ်လေးနဲ့တို့ပြီးထုတ်ပြီးတော့စူတောင်းမှာ ဘယ်နဲ့ချက်ဘယ်နဲ့ခါရမဟုတ်ဘူးတတိယတိုင်းထုနေအားတိုင်းသာထုနေဘာလို့မှမသိအဲ့ဒါနဲ့သာထုနေနော်ကဲဒီတလာတာမှာကို့အတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကဒိနံပါတ်ဂျန်နံပါတ်ကာနံပါတ်တွေရွေးမဲ့အယောင်းဝယ်ဈေးစကားတွေတတ်မှတ်မဲ့အချင်းချက်လုံးမဲ့ဘယ်နေ့ဗန္ဒနာကြီးဆိုရင်၃ငန်း၆ငန်းတွေဟာကို့အတွက်ကံကောင်းလက်ရှင်အကျိုးပေးအားကောင်းနေပါလိမ့်မယ်ကဲဒီလိုလာမျိုးမှာစနေသားသမီးတွေကံရဲ့အပံမှုရဖို့ဆိုရင် နေတိုင်းမဟုတ်တော့မှပဲအရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးတွေမှာအုံတို့ခောက်ဆွဲညဆွာဖရားမှာပဲလှူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒါလေးလှူဒန်းဒါနပြုပြီးတော့ကံရဲ့အပံမိုးရရှိကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျိုးပန်းတော်မူနိုင်ကြပါစေခင်ဗျာ